မင်္ဂလာပါရှင်ရှင်ကုံကနေတင်ဆက်ပေးမယ့်သတင်းချောင်းမှာကတော့ပေါ်ဆန်းစပားကိုညချိန်အလင်းအောင်ပေးခြင်းဤပညာဖြင့်စိုက်ပျိုးနိုင်ရန်စံသက်သူတည်တနာပြုလုပ်နေတဲ့သတင်းဖြစ်ပါတယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆံမြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးသူတည်တနာဦးစီးဌာနစပားသီးနှံသူတည်တနာဌာနကိုစပားသူတည်တနာဘ ਹੁ ဌာနစိုက်ကွင်းတွင်ရာသီပေါ်ဆန်းစပားပြုခင်အသက်9ရက်သားမှ25ရက်သားအတွင်းညချိန်အလင်းအောင်ပေးခြင်းနိုင်ပရိတ်ဤပညာဖြင့်နောက်ကျစိုက်ပျိုးနိုင်ရန် စံသက်သူတေသနာပြုဆောင်ရွက်နေတယ်လို့သိရပါတယ်။အဆိုပါနီးပညာအရည7နာရီခွဲမှ7နာရီခွဲထိ LED တရားဝတ်အားအသုံးပြု၍ညချိန်အလင်းရောင်ပေးခြင်းသည်ပေါ်စံစပားကိုရာသီချိန်ကျော်၍စိုက်ပျိုးနိုင်ခြင်းအထွတ်နှုန်းတူခြင်းနှင့်အရည်သွေးကောင်းမွန်ခြင်းစတဲ့အကျိုးကျေးဇူးများကိုမျှော်မှန်းကာဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါသူတေသနာဆိုင်ခွင့်အားနွေမာ29ရက်ကစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆင်မြောင်းဝင်ကြီးဌာနဒုတိယဝင်ကြီးဒေါက်တာတင်ထွတ်ကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ ဒါအပြင်အကူနီးပညာကိုစောင်းရသည့်နေတာတူကာလာတွင်ပန်းပွင့်ခြင်းအားနှောင့်နှေးအောင်ပြုလုပ်နိုင်မဲ့အတွက်ပေါ်ဆန်းစပါးကိုတာမန်ဆိုင်ပြူးခြင်းထက်နောက်ကျဆိုင်ပြူးနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။